ရခိုင်မှာမြို့သိမ်းတိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်ကပြည်သူတွေနေထိုင်ရာနေအိမ်တွေကိုဝင်ရောက်ပြီးအင်ချန်ဝင်းအတွင်းမှာမိုင်းတွေကိုထောင်ထားခဲ့တဲ့အတွက်အာရခတက်တိုအီအီကဦးစားပေးရှင်းလင်းပေးစီလိုတွေလို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။မြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားအပြီးအိုးအိမ်ဆွတ်ခွာတင်းရှောင်နေကြရာတွေစစ်ပီးရှောင်အများပြားဟာခုနေရက်ကိုပြန်လာပြီးနေထိုင်ကြရာမှာမိမိတို့နေအိမ်အတွင်းမိုင်းပောက်ပွေမှုကြောင့် ထိခိုက်တယ်ရရရှိမှုရှိလာနေတယ်လို့ပြရပါတယ်။တောင်ကုန်းမြို့ကံပိုင်းရက်ကွက်ကအသက်60အရွယ်ဒေါ်တင်တင်ဦးဟာစစ်ပီးဆောင်ရကနေပြန်လာပြီးနောက်ပြီးခဲ့တဲ့မက်ရှလာ18ရက်နေ့မနက်ပိုင်းကကုနေအိမ်ကိုတန်ရှင်းပြုလုပ်နေတဲ့အချိန်မှာစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကိုနင်းပြီးလို့ပောက်ကွဲမှုဖြစ်ပွားပြီးထိခိုက်တယ်ရရရှိခဲ့တယ်လို့ပြရပါတယ်။မောင်တော်မြို့ရွှေစားဂုံနာမွတ်စလင်ကြီးရွာကနေအိမ်တလုံးကမိသားစုဝင်တွေဟာလေ မြို့သိမ်းတိုက်ပွဲအပြီးနေရပြန်လာပြီးနောက်စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကိုပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့မနက်ပိုင်းမှာနှီးမိခဲ့လို့အဲ့ဒီအင်ကမွတ်စလင်ကလေးငယ်တယောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်စစ်ကောင်စီဟာပြည်သူတွေနေထိုင်တဲ့အိမ်ချမ်းဝင်းတွေအတွင်းမှာမကြမ်းမိုင်းတွေထောင်ထားခဲ့တဲ့အတွေ့အီအီကစစ်ကောင်စီတက်ရင်တက်မရီအနာရက်ွက်နဲ့ကြီးရော်တွေတိုက်ပွဲဗဟုပြုခဲ့ရာနေရာတွေကနေအိမ်တွေကိုအဓိကထားဦးစားပေးပြီး မိုင်းရှင်းလင်းပေးဖို့လိုအပ်တယ်လို့ပြည်သူတွေကပြောပါရယ်။လက်ရှိမှာ AA အနေနဲ့ရခိုင်ကတိမ့်ပိုက်ပြီးမြို့တွေမှာမိုင်းရှင်းလင်းရေးမိုင်း NDA အသိပညာပေးဟောပြောတာတွေပနိုင်ပိုစတာကပ်ပြီးတတိပေးတာတွေကိုလှုပ်ဆောင်နေပေမဲ့စစ်ကြံလက်နက်ပစ္စည်းတွေနဲ့မြေမြုံမိုင်းကြောင့်အရက်သားတွေထိခိုက်ဒဏ်ရာရရှိမှုရှိနေစေဖြစ်ပါရယ်။